အားသာဝါလာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမေလ9ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ထမအောင်သင်းတစ်ပုဒ်ကိုတော့ပြင်သစ်သတင်းစာ L Itquick ကပေါ်ပြထားခဲ့တဲ့ William Saliba သတင်းတွေပဲကျွန်တော်စလိုက်အောင်အာဆင်နယ်ရဲ့ဗဟိုနောက်ခံကစားသမားပြင်သစ်သား William Saliba နဲ့ပတ်သက်ပြီးတော့အသင်းတာဝန်ရှိတွေက Andre Barta ဥဆောင်ပြီးတော့ဒီကစားသမားကိုစကြုပ်သက်တမ်းတိုးဖို့အတွက်စတင်ဆွေးနွေးမှုတွေလုပ်နေပါပြီအဲ့အတွက်ကစားသမားနဲ့စကြုပ်သက်တမ်းတိုးဖို့အတွက်လုပ်နေတယ်လို့ကစားသမားရဲ့စကြုပ်က2029ခုနှစ်တိရှိသေးရဆိုပေမဲ့အသင်းရဲ့နှစ်နှစ်ကြံကစားသမားတွေကိုသက်တမ်းတိုးတဲ့ policy ရပြီးတော့ကျိုးကစားသမားလေးဖြစ်တာဖြစ်တဲ့အတွက်ဒီကစားသမား ို့ real metric ကရန်ကာဝေးဖို့အတွက်ဆွေးနွေးမှုတွေစတင်လုပ်နေအခုတော့အခြေခံအစ်စ်မှာပဲရှိတယ်ဒီသောမော့အာဆီနယ်ကတက်တန်းတိုးကြည့်နေပြီးတော့ real metric ကလည်းလာမယ့်2025နှွေ2026နှွေနဲ့လာမယ့်2029အလွတ်နဲ့ရတဲ့အထိစိတ်ရှိလက်ရှိကမ်းလှမ်းတော့ဖို့ရှိဆိုတဲ့ report တွေထွက်လာပြီးနောက်ပိုင်းမှာအခုလိုလှည့်မြန်လှုပ်လာခဲ့တာပေါ့လေအစ်စ်မှာ2029ခုနှစ်တက်တန်းရှိတဲ့ကစားသမားတွေရှိပါတယ် Gabriel Macahy ဝီလန်ဆာလီဘာဒီလိုကစားသမားမျိုးတွေနောက်ပြီးဘူကောဆာကာရူပေါ့လေအဲ့လိုကစားသမားတွေကိုအတင်းကတက်တန်းတိုးဖို့လုပ်နေသလို2026လောက်ပဲရှိတဲ့ကစားသမားတချို့ကိုလည်းတက်တန်းတိုးလို့မရရင်ရောင်းချဖို့အတွက်ပြင်ဆင်နေတယ်။ဒါပေမဲ့ဆာလီဘာနဲ့ပတ်သက်ပြီးအတင်းကတော့ရှင်းတယ် not for sale ဆိုပြီးလာကက်လက်နဲ့အတင်းအားလုံးကိုတုံ့ပြန်ထားပြီးတော့တက်တန်းတိုးဖို့ပဲလုပ်နေတယ်။အိုင်ဒါရဲ့အပြောအရဆိုလဲကစားသမားအာဆင်မှဆက်နေဖို့ရခိုင်တို့အရမ်းများဆိုပြီးတော့ဒါပွဲပြီးမီဒီယာတချို့မှာတော့အိုက်တာအဲ့လိုပဲဖြစ်ထားတယ်။အဲ့တော့အန်ဒရီဘာတာကိုတိုင်ဥဆောင်ဆွေးနွေးမှုတွေလုပ်နေတယ်လို့ ဝီလျံဆာလီဘာရဲ့အေဂျင့်က anti sport management အဲ့ဒါကတော့ဒါဝီလျံဆာလီဘာအပေါင်းကစားသမားတွေကိုဒါအေဂျင့်လုတ်ပေးတာပေါ့လေကိုယ်စားလှုပ်ပေးတဲ့ agency လို့ပြောလို့ရတယ်အဲ့တော့အဲ့ဒီ agency ကိုတော့ real ကဆက်သွယ်မှုတွေချိတ်ဆက်မှုတွေမကြခဏလုပ်နေပြီးတော့ဒီကစားမောက်ကိုအာဆင်နယ်နဲ့တတ်တမ်းမတူဘဲနဲ့ real madrid အသင်းစီကိုအလွတ်နဲ့ပြောင်းလာဖို့အတွက်စီယုံမှုတွေလုပ်နေတယ်ကြားသိရတယ်တချို့သတင်းစာတွေရဆိုရင်တော့အာဆင်နယ်ကဆာလီဘာကိုတတ်တမ်းတူဖို့အတွက်အခြေအနေကောင်းနေတယ်သူတချို့ report တွေရလည်းအာဆင်နယ်သင်းရဲ့ဆူဖလာအိမ်မက်တွေနဲ့ပတ်သက်ပြီးတော့ဆာလီဘာကတန်ပြန်ရှိတာဖြစ်တဲ့အတွက် real ကိုစိတ်ဝင်စားဆိုပြီးသတင်းတွေကတော့နှစ်ခွာထွက်နေတယ်အဲ့တော့ဒီအခြေအနေမှာတော့ 50 50အခြေအနေဆိုမဲ့လေကစားသမားကိုလက်ရှိအချိန်ထိပိုင်ထားတဲ့အာဆင်နယ်တို့ကပို့ပြီးတော့ရှာခိုင်းလို့များတယ်ဆွေးနွေးမယ်ဆိုကစားသမားတက်တန်းတိုးသွားနိုင်ရရှိရပေါ့လေဒီနေရာမှာကျွန်တော်အမြင်ကိုတခုပြောချင်တာကအသင်းကိုကစားသမားတူဘလောက်ချစ်ပါတယ်ပြောပြောအသင်းရဲ့ policy တွေဘလောက်ကောင်းပါတယ်ပြောပြောဘလောက်ပဲတက်တန်းတိုးချင်ပါပြောပြောအဲ့ဒီကစားသမားဒီအဲ့ဒီအသင်းမှာဆက်ပြီးနေဖို့ဆိုလို့ရှိရင်လောက်ရမယ့်အရာတွေကအများကြီးပဲအထူးသဖြင့်ဒီအသင်းကလာမယ့်နွေရာသီမှာ ီကစားသမားတွေအပြင်နောက်ထပ် quality player တွေထပ်ပေါင်းပြီးတော့အောင်မြင်မှုတွေဘလောက်လိုချင်လဲဆိုတဲ့အပိုင်းကလည်းတက်တန်းတိုးဖို့အတွက်ပြင်ဆင်တဲ့ကစားသမားတွေစောင့်ကြည့်နေတဲ့အရာပေါ့လေအကယ်၍လာမသာလာမဲ့နွေရာသီမှာသာတကယ်ကောင်းမွန်ညွတ်မဲ့ကစားသမားတွေမဖြေဘဲနဲ့ငမြောင်းငချောက်တွေပဲဖြေခဲ့မယ်ဆိုရင်ရှီရင်ဆွဲစာချုပ်တက်တန်းတိုးဖို့လုပ်နေကစားသမားတွေဒေသရဆော့ခွာသွားနိုင်ခြင်း များတယ်။ဒါမှမဟုတ်တချို့ report တွေရဆိုရင်တော့အဆင်တွေကပေါင်သန်း250နဲ့300ကြားသုံးပြီးတော့အသင်းကိုလုံးဝ upgrade တစ်ခုခုလုပ်မယ်ဆိုလို့ရှိရင်တော့အသင်းရဲ့ကစားသမားတွေလည်းစိတ်တက်တက်ကြွပြီးတော့ဒီအသင်းနဲ့တက်တန်းတိုးသွားနိုင်ချေရှိပါတယ်။24နှစ်ရဲ့ပြင်သစ်သားကတော့2023ဇူလိုင်လကစာချုပ်ပါအချက်လိုက်ရ2029ခုနှစ်ထိတက်တန်းရှိသေးတယ်။ ဒီရသည်49ပဲကစားပြီးပြီအဲ့မှာနှစ်ကိုးတင်ထားတယ်အဝါကတ်၃ကတ်နဲ့အနီတကတ်အခုနောက်ပိုင်းတော့ဗျာသူ့အနေနဲ့ခီဘီယောနဲ့တွဲဆော့ရတာဖြစ်တဲ့အတွက်နည်းနည်းလေးအမားများလာတဲ့အပိုင်းတွေခန်စစ်ကရော်ရဲပြီးဂိုးတွေပေးရတဲ့အပိုင်းလေးရှိမယ်တချို့ထစ်ကယ်တွေမှာတော့ဝီလန်ဆာလီဘာကအရင်တိုင်းပဲတကယ်ကိုမှ high performance ပြတ်တာနိုင်သေးရဲ့ပါဟောလေအာဆင်နယ်တင်းရဲ့တပတ်ကိုပေါင်း3,900နဲ့900မြောက်လောက်ခလာတာမြန်မာသုံးကစားသမားကိုအာဆင်နယ်တို့2,000ကျွဲလောက်ထိ ပေးပြီးတော့တက်တန်းတို့ကိုပြင်ဆင်နေဆိုတဲ့တချို့ရောပို့လဲကြတယ်။ညီကိုတို့ကဘယ်လိုထင်လဲ။ဆာလီဘာအာဆင်နယ်မှာဆက်ပြီးရှိနေလား။ဒါမှမဟုတ်အခုလိုမျိုးဖလားတွေမှာတေလွဲလွဲနေတဲ့အနေအထားကြောင့်စုဖလားတစ်ခုခုအာမခန့်ချက်ရှိတဲ့အသင်းတစ်သင်းကိုပြောင်းသွားနိုင်ချင်လား။ခွန်မောင်ဝင်ရောက်ရေးသားပြီးတော့ပါဦး။ပရီးမီးယားလိပွဲစဉ်36လီဗာပူးနဲ့အာဆင်နယ်ပရီးမီးယားလိပွဲစဉ်36ဖြစ်တာလီဗာပူးနဲ့အာဆင်နယ်ပွဲစဉ်ကိုကင်တွယ်မဲ့ကွင်းလက်တိုက်ရဲ့နာမည်ကတော့အန်တိုနီထေလာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲပထမကြော့ကျွန်တော်တို့အာဆင်နယ်ကွင်းမှာလက်ပေါက်ဖို့အဲ့ခံကစားတော့ကတူးတူးကြခဲ့တဲ့ပွဲစဉ်မှာလည်းအန်တိုနီတေလာပဲကင်ခဲ့တာနောက်ပြီးတော့ Brighton နဲ့ဝန်းဝန်းကျတဲ့ပွဲစဉ်အထူးသဖြင့် Brighton ရဲ့ကွင်းမှာပေါ့လေ Arsenal ကခေါင်းငင်းတိုက်မိပြီး penalty ပေးလိုက်တဲ့ပွဲမှာဆိုလဲ Anthony Taylor ပဲကင်တွေခဲ့တာအဲ့ဒါတော့ကျွန်တော်တို့အနေနဲ့ဒီဒိုင်လူကြီးနဲ့ပဲအခုပြန်ပြီးစုံရမယ်သွားပြီးကန်ရမှာလေ Liverpool ရဲ့ကွင်းမှာ Liverpool မှာဘာဖီယာမှမရှိတော့ဘူး Champion ဂုံကြောင့်မရှုံးအောင်စော့ကျင်တဲ့ဆန္ဒတစ်ခုကလွှဲရင်ကျန်တဲ့ဘက်မှာ Liverpool ဒီအနိုင်နဲ့တည်တဲ့တစ်ခုကိုပဲသူတို့ရည်မှန်းထားပါ ဒါပေမဲ့အာဆင်နယ်အတွက်ကကြတော့ဒီချန်ပီယံလိဝင်နေရအတွက်တော်တော်လေးအရေးပါနေတာဖြစ်သွားပြီအာဆင်နယ်ကလက်ရှိအဆင့်နှစ်မှာရှိတယ်ဒါပေမဲ့အဆင့်၃ကမန်ချက်စတာစီးတီးနဲ့၃မှတ်ပဲကွာတယ်တပွဲစာလေးပဲဂိုးစကိုရကိုရီးယားတားတယ်ဆိုပေမဲ့မန်ချက်စတာစီးတီးလိုမျိုးဒါရာတီကုံကာဒီမှာဘလို့တင်ပြီးဆော့မလဲသိရအတင်းတဲအနေနဲ့ဆိုလို့ရှိရင်တော့သတိထားမယ်ချက်ပေါ့လေနောက်ပြီးတော့အဆင့်၄ အဆင့်5မှာရှိတဲ့နယူကာဆယ်ရဲ့ချယ်ဆီကလည်း63မှတ်စီနောက်ပြီးအဆင့်6မှာရှိတဲ့နော်တန်ဖောရက်စ်က62မှတ်အဲ့တော့အာဆင်နယ်အသင်းအနေနဲ့ချန်ပီယံလိဝင်1 2 5ပြင်ပကိုရောက်ဖို့ဆိုလို့ရှိရင်တော့လက်ကျန်3မှတ်မှာဒါကိုကအမှားမလို့ဖို့တော့လိုအပ်တယ်။ဘာလို့လဲဆိုတော့ Notre Dame Forest နဲ့ကျွန်တော်တို့ဂျားတဲ့မှာကရမတ်ဒီ6မှတ်ပဲကွာချက်ရှိတယ်။နှစ်ပွဲစာပေါ့လေ။ Arsenal ကတပွဲလောက်နိုင်လိုက်ပြီဆိုလို့ရှိရင်ဒါ Champions League ဝင်ကျင်းတည်ရပြီ။ ဒါပေမဲ့အဲ့သုံးပွဲထဲမှာတပွဲမကလို့နှစ်ပွဲနိုင်လိုက်တော့ဒုတိယနေရာပို့ပြီးချိန်သေးသွားပါလေ။ဘာပြောပါအာဆင်နယ်ဒီနေတဲ့ဒီရာဒီမှာချန်ပီယံလိဝင်အတွက်ပို့ပြီးအာယုံဆိုင်မဲ့လက်ကျန်သုံးပွဲပဲကျန်တော့တယ်ဆိုပြီးတော့ ဒီကလန်ရိုက်ပိုရင်ကလည်းပြောထားခဲ့တယ်အဲ့တော့ဒီနေရာမှာချန်ပီယံလိတရားဒီတွင်အာဆင်နယ်တင်ပလေးယားတဲ့မှာ၅ခုအထက်သွင်းနိုင်တဲ့ပလေးယားတဲ့မှာဆိုရင်တော့တရားရီအွန်နာဒီက2001 2002ဘောလုံးရာသီရဲ့2002 2003ဘောလုံးရာသီရဲ့မှာ89စီချန်ပီယံလိတရားဒီကိုသွင်းနိုင်ခဲ့ဗောလေတရားဒီမှာ89စီသွင်းနိုင်ခဲ့တယ်ဘူကောအဆက်ကတော့ဒီ2024 25ချန်ပီယံလိဘောလုံးရာသီမှာတယောက်တည်းကမှအဲ့ဒီချန်ပီယံလိမှာ69ထိသွင်းနိုင်ခဲ့တယ် မနေ့က9နိုင်လောက်တဲ့ chance တွေလွဲချော်သွားတာမျိုးတွေသူ့ကြောင့်မကျွန်တော်တို့ခြေပါကိုရခဲ့တာရှိရယ်တော်တော်လေးကောင်းတဲ့ကညတစ်ခုအဝေးတိုင်းတောင်ကန်လိုက်တာဒိုနာရူမာလက်ဖြားလေးနဲ့ပုတ်သွားတယ်နောက်တစ်ချက်ကတော့သူ့စီရောက်လာတဲ့ဘောလုံးကိုအချိန်နဲ့သူပိတ်လိုက်တာ5ဘားပေါ်ကနေကြော်ထွက်သွားတယ်အဲ့ဒီလုံးနေတာဝင်ခဲ့မယ်ဆိုအာဆင်နယ်ဒီခံပတ်ပြန်လာဖို့အတွက်ဂိုးလိုအပ်ချက်ပို့ပြီးကြေးမြောင်းသွားတော့မှာပေါ့လေအဆင်ပြေတိုင်းမှုရှိမယ်တခါကြရတယ်အဲ့လိုလွဲချော်မှုလေးတွေရပဲဒီအသင်းကိုဒီအဆင်ကနေပဲထွက်ခွာသွားဖို့ဖြစ်စေခဲ့တာပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒါဥယောပအသင်းရဲ့လောက်ခလာစာပေးချေမှု အခုချန်ပီယံလိဘိုလူဝဲကိုတက်သွားခဲ့တဲ့ PSG အသင်းရဲ့လောကသားပေးချေမှုကတော့တပတ်ကိုဒါ UO 658တန်းရှိတယ်။မန်ချက်စတာစီးတီးက954တန်း၊ရီယယ်မက်ဒရစ်က905တန်း၊ဘာစီလိုနာက486တန်း လက်ပါဘူးက446တန်းဘိုင်ယန်မြူးနစ်ကတော့အဆင့်6မှာရှိပြီးတော့တန်း430မန်ချက်စတာယူနိုက်တက်က426တန်းနဲ့အဆင့်8မှာရှိတဲ့ချယ်ဆီကတော့395ရှိပြီးတော့အဆင့်9လောကရတာပေးချစ်မှုအများဆုံးအသင်းအာဆင်တွေကတော့382တန်းရှိတယ်အဆင့်10မှာအစတွန်ဘီလာကတော့292တန်းရှိတယ်ဒါကတက်က30အတွင်းအသင်းတွေပဲအဲ့တော့အာဆင်တွေကတော့လောကရတာအများဆုံးပေးချေရတဲ့စည်ရင်းမှာဆိုဥရောပအသင်းတွေမှာဆိုရင်တော့အဆင့်9ချိန်နေပါတယ် ီစီဇန်လေးကိုဒီကောက်ကွန်ကြီးပောင်းပြီးတဲ့ရှုပ်ဘောလုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ဘိုင်ဘာဖုန်းနံပါတ်39ကို6939လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရယူနိုင်ပါတယ် iPad ခုကို Sport နဲ့5သလုံးမိတူကိုကျွန်တော်စီမှာလာပြီးဆော့မယ်ဆိုတော့ရှုပ်ဘောလုံးမှာလာပြီးဆော့လို့ရတယ်ဆိုတာကိုကျွန်တော်ညီကိုတွေမိတ်ဆက်ပေးကြပါတယ်စီးပွားဖြစ်ဖြစ်ဖြစ်အပျော်ပဲဖြစ်ဖြစ်ဘောလုံးပွဲလောင်းမဆိုရင်စိတ်ချယုံကြည်ရတဲ့စီမှာဆော့ဖို့အကြံပြုပါတယ်ကဲနောက်ဆုံးလေးနှစ်ပုဒ်ကိုတော့ Arsenal အသင်း PSG အသင်းနဲ့ဒုတိယကြော CE ဖိုင်နယ်မှာလွဲချော်ခဲ့တဲ့ အချက်လက်လေးပေါ့လေအဲ့ဒါက2မိနစ်မှာ declare ခဲ့အနီးကက်ခေါင်းတိုက်ချက်ဘာဘီနာနေကပ်ပြီးထွက်သွားခဲ့တဲ့တလုံးရဲ့၃မိနစ်မှာတော့ဂါဘရီယယ်မာတီနယ်လီရဲ့၆ကိုက်နီနီကက်ကက်လီဝင်ပြေးပိတ်ရတဲ့အပိုင်းမှာဒိုနာရူမာကိုထိပြီးပြန်ထွက်သွားတဲ့အလုံးရဲ့၇မိနစ်မှာမာတီအိုရီကဲအေဒီယာထိတ်ကနေပြီးတော့ဘွိုင်းလီကန်ချက်ကစ်ချက်ပြေးပေမဲ့လည်းဒိုနာရူမာလက်ဆွမ်းပြသွားခဲ့တယ်။အဲ့ဒီ၃ဂိုးဒီအာဆင်နယ်အသင်းအနေနဲ့ကိုးရောက်ဖို့အတွက်အနည်းဆုံးအနေထားပဲ။ ဘူကောက်ဆက်ကလွှဲချော်တဲ့အလုံးကတော့ဘောလုံးထိချက်မှားတဲ့အတွက်မပြောတော့ဘူးအဲ့တော့အဲ့ဒီသုံးလုံးသာဝင်ခဲ့မယ်ဆိုရင်အာဆင်နယ်ဒီမနေ့က2-1ဆိုတဲ့အနေထားနေပြီးတော့2-4ဆိုတဲ့ရလဒ်တစ်ခုနဲ့ဘိုလူဝဲတက်သွားနိုင်ရှိတယ်ပြီးသွားတဲ့ကိစ္စကြီးကတော့ဘာမှပြန်လို့လို့မရတော့ဘူးဒါပေမဲ့ချန်ပီယံဖြစ်ချင်တဲ့နောက်တစ်ဆင့်ကိုတက်ချင်တဲ့ဘိုလူဝဲသွားချင်တဲ့ဒီဖလားကိုမှအမေရိကကိုတဲချင်တဲ့ဆိုတဲ့အသင်းတစ်သင်းဆိုရင်တော့ဒါမျိုး chance တွေမှာ ဟာလွဲပြက်ပြီကွာဆိုတဲ့အနေထားတက်စားရင်ရောင်းလုံးနိုင်ခဲ့တဲ့နည်းက PSG ဒီအာဆင်နယ်လောက်ဂိုးပေါက်ကန်သူမှုအများကြီးမရခဲ့ဘူးဒါပေမဲ့ရတဲ့ chance တွေမှာသူတို့ efficient ဖြစ်ဖြစ်နဲ့ twin goal နှစ် goal ယူသွားနိုင်ခဲ့ဒါကဘာလဲ player တယောက်ချင်းစီရဲ့ quality ဒီအသင်းကိုဘလို့ထမ်းတင်ပေးရမလဲဆိုတော့ကောင်းကောင်းသိသွားတဲ့အချက်ဥရောပအတွေ့အကြုံ ဲ့တော့အာဆင်နယ်တင်းနေတဲ့လာမယ့်နွေရာသီဈေးကွက်မှာအသင်းကိုထမ်းတင်ပြီးနိုင်မဲ့ player quality ဝယ်ရမယ်။အဲ့ဒီ player quality ပြုံးမှာနီးပြမီခေအိုင်ဒါရဲ့ကစားကွက်ကလည်းပြုလဲပြင်လဲရှိရမှာဖြစ်ပြီးတော့ကစားသမားတွေအလုံးက assistant တခုတည်းရနေသွားနေတဲ့စားရင်တခါလေကျရင်တယောက်ချင်းစီဖောက်ထွက်ပြီးတော့လိန်ခေါက်ဖြစ်ကျော်ပြီး penalty တွေကိုတိုးဝင်ဖို့လဲလိုအပ်ပါတယ်။အခါကျရင် assistant အရန်အားပြုတဲ့ခါမှာပြင်ဘက်ကဘောလုံးရှင်းထောက်တာပို့ပြီးလွယ်သွားတယ်။ ။တခါကျရင်ကျွန်တော်တို့ကဝိညာဉ်ကစားမားတွေကမွေနောက်ကြီးဘောက်စ်ထဲကိုတိုးဝင်တဲ့ခါကျရင်မမျော်လင့်ထားတဲ့ပဏတိတွေကိုယ်တွေအတွက်ရားနိုင်ချေပုံမြင်မှာပဲလေ။အဲဆိုအာဆင်နယ်တင်းနေနဲ့ဒီရာသီချန်ပီယံလိစီးဖိုင်တွေကဒီလောက်တွေပဲလက်ပြခဲ့ရမယ်လာမယ့်ရာသီမှာတော့ဖလားစုံပြိုင်ပွဲအရရမှာဘလို့ရီမန်းချက်တွေနဲ့ဘလို့စုဖလားအတွက်စုခူးဖို့အတွက်ကြိုးစားသွားမလဲစောင့်ကြပါပါ။အရေးကြီးဆုံးကတော့လာမယ့်နွေရာသီကအာဆင်နယ်ပလေးယာတွေအတွက်ကောအာဆင်နယ်ဖန်တွေအတွက်ကောနီးပြမီခေးအိုက်တာအတွက်ကောအရေးကြီးဆုံးဘတ်ဂျက်သုံးပြီးငွေဖြည့်ရမယ်။ ကစားသမားတွေဖြည့်ရမယ့်အချိန်ကာလလို့ဖြစ်ပါတယ်။လာမယ့်နေရာတိဈေးကောကတော့အာရီတာအတွက်လည်းတော်တော်လေးအရေးပါမယ်လို့ထင်ပါတယ်။အဆုံးထိကြည့်ပြီးတော့လည်းအားလုံးကျေးဇူးတင်ပါတယ်။